ိုင်းမှာကျွန်တော်တို့ဂျပန်တိုင်ယောင်းကအလုပ်လုပ်နေတဲ့မိတ်ဆွေပြောင်းမယ်ပြစ်ဖြစ်တယ်ပြစ်ဖြစ်တော့သူကပြောတာပေါ့ဂျပန်တိုင်ယောင်းအလုပ်တအားများနေတဲ့အကြောင်းအပါရိမားအလုပ်များသလဲဆိုတာပြောတဲ့ခါကျတော့ဒီဂျပန်နိုင်ငံက April ကသူတို့ရဲ့ចောင်းဖွင့်ရသည်ဖြစ်တယ်ចောင်းဖွင့်ရသည်ဖြစ်တဲ့အကြောင်းမလို့မြန်မာပြည်ကလူငယ်တွေចောင်းသွတ်တက်ဖို့အတွက်ဗီဇာလောက်လျှောက်တာအဲ့ဒီ April မတိုင်ခင်မှာတရက်ကို800ကျော် 900တထောင်လောက်သာလျှောက်တယ်တဲ့အခုတကြံပြီးသွားပြီဆိုတဲ့အခါကျတော့ကျောင်းသားတွေရဲ့ဟိုကတော့ပြီးသွားပြီအဲဒီဘက်မှာအလုတ်ပွားလုတ်ဖို့ဆိုပြီးတော့လာလျှောက်နေတဲ့ဟာ250 300နေ့စဉ်ရှိအကျွန်တော်တို့တစ်နေ့တစ်နေ့ဒါဂျပန်တိုင်ယုံတစ်ခုပြီးရင်ကျွန်တော်ကိုရီးယားတိုင်ယုံရှေ့ရဖြတ်တယ်နည်းနည်းမမမဟုတ်တရက်တည်း3500 3500လူတွေအုတ်ခဲနေတာတော့အကုန်လုံးကြီးလိုက်ရင်လည်းလူငယ်တွေဒီလူငယ်တွေကမြန်မာပြည်ကနေစွန့်ခွာပြီးတော့မှနိုင်ငံရဲ့ခြားကိုသွားပညာသင်မယ်အလုတ်လုပ်မယ် ဘာဒါတွေဘာကြောင့်ဖြစ်နေသလဲပေါ့အလူလူငယ်ရီယာကိုယ့်ရဲ့ကြီးပွားတာတိုးတက်ကြအောင်လုပ်နေကြယုံဘယ်လားအခုကအဲ့လိုတခုတည်းတည်းမကောက်ဖြစ်နေတာပေါ့နော်ဟုတ်ကိုယ့်ရဲ့ကြီးပွားတာတိုးတက်ကြအောင်သွားတာမျိုးထပ်စားလို့ချင်းဒီဘက်ကနေလွတ်မြောက်ရလွတ်မြောက်ကြအောင်တခုကိုပြီးနေတယ်လို့ဖြစ်နေအဲ့တော့အဓိကဖြစ်ရခြင်းအကြောင်းအရာကျွန်တော်တို့တိုင်းပြည်မှာစစ်ပွဲဖြစ်တယ်စစ်တည်ဖြစ်တဲ့အခါကျတော့ဒီဘက်မှာစစ်သားတွေလို့တာပေါ့ဟိုဘက်ဒီဘက်အကုန်စစ်သားတွေလို့ တော်တော်လေးလို့တော့ဒီမှာမှာအစိုးရကလည်းစစ်မှုထမ်းဥပဒေဆိုတာပြဋ္ဌာန်းပြီးတော့မှဒါလူငယ်တွေကိုစစ်မှုထမ်းခေါ်တယ်။အဲဒီဘက်ပဲလောက်ဆိုမဟုတ်ဘူး။မနေ့က AA ကသူ့ပြည်နယ်ထဲကနေမှလူငယ်တွေအပြင်းမထွက်ပါနဲ့ဆိုပြီးတော့မှစာထုတ်တယ်။တော်တော့ဒီလူငယ်တွေကိုအပြင်းမထွက်ဖို့ဘာလုပ်ခိုင်းမှာလဲ။စစ်စစ်တတ်ထဲဝင်နိုင်မယ်။ဟိုဘက်ဒီဘက်တိုက်မယ်။တိုက်ပြီးရင်အာဒါပဲ။ဆိုတော့ကျွန်တော်တို့ရဲ့ဒီ ဖြစ်နေတဲ့စစ်ပွဲကြီးကလူငယ်တွေအသက်ပေးလိုက်ရတယ်လူငယ်တွေအသက်ပေးပြီးတော့နောက်ဆုံးအန်တီမရီမန်ကြပါတယ်ပေါ့ဗျာကျွန်တော်ကျွန်တော်ပြီးကျင်တာလုံနေကြတာစစ်တွေတိုက်နေကြတာဟုတ်ပြီနယ်မြေတွေသိမ်းမယ်โอเคအဲ့ဟာသိမ်းပြီးတော့ဘာလုပ်မှာလဲတိုင်းပြည်တည်တံထူထောင်မှာအဲ့လိုရည်ရွယ်ချက်ရှိတယ်အဲ့ရည်ရွယ်ချက်ရှင်လဲပုံမှန်လင်းပြောတိုက်ဟိုမတိုက်ပဲနဲ့ကဲငါတို့ခွဲလိုက်ကြမှာကွာဆိုရင်လဲအချင်းချင်းတဲ့မှာမတဲ့တာဗျာမတဲ့ပဲတူနေတော့ဘာလုပ်မှာလဲ ဒါမျိုးကိုညိမှာလားအဲ့လိုလည်းမဟုတ်ဘူးတိုင်းပြည်ကလည်းခွင့်မထွက်ပါဘူးတော်တိုက်တာအားတိုက်ပြီးမျိုးတွေကတိတ်တိတ်ရောဘယ်သူတွေတိတ်လဲဟိုဘက်ဒီဘက်တိတ်တာကျွန်တော်တို့မြန်မာနိုင်ငံသားတွေပဲအကုန်လုံးဒီလူတွေပဲတိတ်ကြတာတိတ်ပြီးတော့ကဲဟလာကျွန်တော်တို့လာရှုပ်ဖြစ်စင်တိတ်လိုက်တာလူတွေတောက်တောက်လဲနော်ကျွန်တော်ကလာရှုပ်မှာကြီးပြန်းလာခဲ့တဲ့လူဆိုတော့ကျွန်တော်ရဲ့လာရှုပ်မှာမိတ်ဆွေပေါင်းတဲ့နေရာနဲတာမဟုတ်ဘူးအဲ့မှာပြေးကြတဲ့အချိန်မှာလဲဖုန်းနေကျွန်တော်တောက်လျှောက်ဆက်တယ်ဘယ်လိုတွေဖြစ်လဲဘယ်လိုတွေဖြစ်တယ်လဲဆိုတော့ကျွန်တော် အများမ်းပြောတာမရတော့အခုလက်ရှိအခြေအနေပါဖြစ်နေပြီလေတောင်းလျှောက်ဖြစ်သွားတဲ့ဟာကဟာ MMDA ရောသုံးဆန်တိုင်းမှာ73နှစ်သားအထိပါတယ်လူစုတာအဲ့လိုမျိုးတွေတိုက်ပြီးသေတာလဲအပုံလိုက်သေတာနောက်ဆုံးအာအလောင်းတော်မကောက်နိုင်လို့နော်ခွေးစားပါစားနဲ့အဲ့လောက်ထိဒုက္ခများခဲ့တာပြီးလဲပြီးရောရဇက်ကပါပြန်ပေးလိုက်ရတယ်ဟုတ်ခမားတို့တိုက်ပြီးတော့မလုပ်ကြရလဲဒီဘက်နှစ်ဖက် ဘာလို့မညှိနိုင်နိုင်တာကျွန်တော်တို့ဒီလူငယ်တွေရဲ့အနာဂတ်တွေကိုအကောင်လုံးဖျက်ဆီးပြီးတော့မှဒီလိုပဲလုပ်နေတယ်ပြီးတော့ပြန်ပေးလိုက်တယ်ဟလာအခုကျွန်တော်ထပ်ကြားသားတယ်ကိုခိုင်တို့တိန်းနီတို့ထပ်ပြေးအောင်မှပြန်သွားရမယ်သူဘိုင်းတယ်ကျွန်တော်တို့လူငယ်တွေအနေနဲ့ကလည်းကျွန်တော်တို့ဟိုအတုံးချခံကြီးတသက်ဖြစ်ပြီးတော့မှဟိုဘဝတွေအကောင်လုံးဒုက္ခတွေရောက်ပြီးတော့မှဒီလိုကြီးလုပ်နေရတဲ့ကိစ္စကဘာမှ ဆုံးလို့ဆုံးစားရဲဆိုတာလူငယ်လူငယ်ဘဝမှာဆုံးလို့ဆုံးစားရဲဆိုတာကျွန်တော်တို့လက်ခံဘူးပေမဲ့ဆုံးလို့ဆုံးစားရဲဘာအတွက်မှလည်းမဟုတ်ဘူးဘာမှလည်းမဟုတ်တဲ့ဟာကြီးကိုကျွန်တော်တို့ဆုံးလို့ဆုံးစားအသက်တွေတည်ပြီးတော့မှဟုတ်လားတချို့တလေဆိုရင်ကျွန်တော်ကျွန်တော်မှန်းတာမမှန်းဘူးဆိုလို့ရှိရင်မိဘတွေကိုယ်သားတည်လားမတည်လားတော့မသိဘူးအဲ့လိုအနေထားမျိုးကြီးနဲ့အာကျွန်တော်တို့လှုပ်လိုက်ကြတယ်ဘာရလက်တွေရလားအဲ့ဒီရလက်တွေကကျွန်တော်တို့အတွက်တကယ်ပြောရှင်ပွဲကောင်းရလားဆိုတဲ့ဟာကိုအခုအကုန်လုံးတဲ့အသီးသီးရလူတွေနော်ကျွန်တော်ပြောတစ်ခါတည်းပြောရမလို့အားလုံး အားလုံးအားလုံးပြေချာပြန်စဉ်းစားရအောင်ကျွန်တော်တို့ကိုယ်တိုင်ကလည်းကျွန်တော်တို့နိုင်ငံရေးပါတီလုပ်နေတယ်ကျွန်တော်တို့ပါတီတွေကိုယ်တိုင်ကလည်းဒီဥစ္စာကိုမဖြစ်အောင်ဘယ်လိုတားဆီးရအောင်ဟုတ်လားအဆွေးနွေးကြပါခင်ဗျားတော်တော်လုံးတူနေရမယ့်ကိစ္စစကားစကားနဲ့ပြုတ်ကြိုက်ရပြုတ်ကြိုက်ရပြောပြီးတော့မှလိုချင်တာတွေတောင်းဟုတ်လားတောင်းပြီးတော့မှဒီလိုပြောဖို့လေအခင်းချင်းနေရာပေါ်လာပြီရှိလာပြီဒီအချိန်မှာမှမလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်ကိုဟုတ်လားဒီလူငယ်တွေကိုကျွန်တော်တို့က ေးတဲ့လူကပေးသွားမယ်။ပြက်တဲ့လူကပြက်မယ်။ကျွန်တော်တို့တိုင်းပြည်မှာနောက်ဟိုလူငယ်တွေလာလို့ရှိရင်အာ10%လောက်ကအတူအပြက်တင်နေဆိုလို့ရှိရင်ညာကျွန်တော်တို့ဘလောက်ရှင်းသားစရာကောင်းလဲ။အဲ့လိုကိုလာမဲ့နောက်10နဲ့15နဲ့20မှာကျွန်တော်တို့တိုင်းပြည်ကိုမြင်ရတဲ့အာဘလိုလဲပေါ့။လူကြီးတွေဖြစ်လာမဲ့ဟာတာဝန်တွေယူလာမဲ့ဟာတွေကဂျိုင်းတောက်လေးနဲ့ဟာလား။ဒါမျိုးတွေပဲမြင်ကြနာလား။မြင်ကြနာဆိုရင်တော့လေမသိဘူးပေါ့ဗျာ။ဒါကတော့ခင်ဗျားတို့ လက်နက်ရှိနေတာခင်ဗျားတို့လက်နက်ကင်ထားတဲ့လူတွေကအနာတဝက်တနက်ပြောင်းသွားလာတယ်ဆိုတော့လည်းကျွန်တော်မပြောတော့ဘူး။ဒါပေမဲ့ကျွန်တော်တို့ကတော့ပြောစရာရှိတာတော့ပြောရအောင်မယ်။နော်။ဒါဘလို့မှလက်ခံလို့မရတဲ့ခင်းကျင်းတွေဖြစ်နေပြီးခင်ဗျားတို့တွေကိုယ့်အတ္တတွေကိုကိုယ်ပြန်လဲသိသိပါစဉ်းစားပါတိုင်းပြီးပါဘာဖြစ်စေချင်တာလဲ။ခင်ဗျားခွဲထွက်ဖို့အထိဟလား။ငါတိုင်းပြီးတည်တံ့ထူထောင်မယ်ဆိုလို့ရှင်တော့လည်းမပြောတော့ဘူး။အဲ့ဒါဆိုတော့ဆက်လုပ်ပါဗျာ။အဲ့လိုမှမဟုတ်ဘဲနဲ့ ပြီးရင်ညှိညှိနိုင်နိုင်နဲ့ပြန်သွားကြပါမယ်ဆိုတဲ့ဟာကိုဘာဖြစ်လို့ဒီလူငယ်တွေရဲ့အသက်တွေကိုခင်ဗျားတို့ချနှင်းနေမှာလဲဆိုတာမေးကြပါ